Action in sight, bet on game, we own the night. From the streets to the stadium lights, chasing dreams. ရှင်ရှင်နေရတဲ့ပရိသတ်များအလုံးပဲမင်္ဂလာပါ။ဘတ်စွန်ဂိမ်းတော်ရှုကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့ကျွန်တော်ဘတ်စွန်ဂိမ်းတော်ရှုမှာတော့ကျွန်တော်တင်ဆက်သူညီကို၂ယောက်ပြင်အထူးဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်တစ်ယောက်အဖြစ် ဒါမြန်မာလက်ရွေးစင်အသင်းကိုဒါကစားမဖြစ်ကောနီးပြအဖို့ဝင်ဖြစ်ပါဒါကင်တွေခဲ့မှုတဲ့အကျင်လည်ခဲ့မှုတဲ့မြန်မာလက်ရွေးစင်ဟောင်းကြီးဆရာဦးသံဝေကိုဖိတ်ခေါ်ထားပါရခင်ဗျာဆရာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာဟုတ်ကဲ့ပါဆရာပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဒါဘတ်ဆွန်ဂိမ်းအစီအစဉ်ကိုလာရောက်ပြီးတော့ကူညီပူးပေါင်းမိတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရစေ။ကျွန်တော်တို့ဒီ Bad Song Game အစီအစဉ်ကို Bad Song Game မှာအဓိကအကူအညီပံ့ပိုးပေးထားတာဖြစ်ပါရစေ။ဆိုတော့ဆရာကြီးဒါကျွန်တော်တို့ဒီ Talk Show မှာတော့ဆရာဆရာတို့လိုမျိုးတကယ်မြန်မာလေးဝင်စင်ကစားသမားအောင်ကြီးတွေကိုဖိတ်ခေါ်ပြီးတော့မှဒါဆရာတို့ kick က ဟိုဖြစ်တက်ခဲ့တဲ့အခြေအနေတွေအမှတ်တရတွေကိုပြန်ပြီးတော့ကျွန်တော်တို့ပြောဆိုရမယ်ပေါ့ဆိုတော့လောလောဆယ်တော့ပထမဆုံးအနေနဲ့ဒါဆရာလက်တော်လောက်ကင်နေတဲ့ဟို activity တွေလက်တော်ဘယ်အသင်းမာနီးပြတွေဆောင်ရွက်နေလဲဆိုတာလေးသိပါစေခင်ဗျာကျွန်တော်အခုလက်ရှိရတော့ရန်ကုန်ယူနိုက်တက်စီနီယာအသင်းမှာပေါ့နော်အခုကလက်ထောက်နေပြအနေနဲ့ပေါ့နော် fitness fitness နေပြပေါ့နော်ဟုတ်ကဲ့အခုတောင်းထမ်းဆောင်နေပါလား ကဲပါဆိုတော့ဒါဒီရန်ကုန် United အသင်းကြီးမှာလက်ထောင်လေးပဲဖြစ်တောင်းဝင်ထမ်းဆောင်နေရဲဆိုတော့ဒီဒီပြောရမလဲဒီကာလာတွေမတိုင်ခင်မှာတခြားဟိုဒီပြဖြစ်ချင်းလင်ခဲ့မှုတဲ့ကလပ်တွေဟိုအသင်းတွေရှင်းလဲသိကြပါလားဆရာ음ကျွန်တော်အသင်းတွေကတော့နည်းနည်းတော့များတာပေါ့ဟိုကျွန်တော်စပြောရမယ်ဆိုလို့ရှိရင်မန်လေးဘောလုံးအကယ်ဒမီကစတာပေါ့နော်မန်လေးဘောလုံးအကယ်ဒမီမှာကျွန်တော်နှစ်နှစ်လုပ်ခဲ့တယ်နှစ်နှစ်ပြီးတော့ဒီ16နှစ်ရောက် ၄၀သင်မှာကျွန်တော်တို့ဒီကမ္ဘာဖလားချစ်စပွဲအောင်တဲ့ဒီကိုကျွန်တော်၄နှစ်လောက်ခဲ့တယ်။ပြီးတော့ကျွန်တော်ရန်ကုန်ယူနိုက်တက်ကိုကျွန်တော်15နှစ်ပြီးတော့18အထိ၄နှစ်ပေါ့နော်။ပြီးတော့18ကနေပြီးတော့20ကိုကျွန်တော်ရခိုင်မှာကျွန်တော်နေပြချုပ်အနေနဲ့လောက်ခဲ့တယ်။ပြီးတော့အဲကိုဗစ်တွေပြီးတော့ကျွန်တော်နားပြီးတော့ဟိုပြီးခဲ့တဲ့ဟိုကအဲ2023ဖြစ်မှာပေါ့။၃လောက်မှာကျွန်တော်18နှစ်ရောက်မိန်ကလေး၄၀အထင်းကိုကျွန်တော်ခြိုင်တယ်။ပြီးတော့အခုကျွန်တော်2020 လေး25တော့အခုရန်ကုန်ယူနိုက်တက်မှာပေါ့နော်ဟုတ်ဟုတ်ကစားသမားဘွားပြီးရဲ့နောက်နီးပြားဘွားမှာတော်တော်လေးကျင်လဲခဲ့နော်ကလပ်သင်းတွေရောဒါ လေရွေးစင်အသင်းတွေရောဒါအမျိုးသမီးအသင်းတွေရောအများကြီးပဲအစုံလင်ဒါကျင်လည်ခဲ့ဆိုတော့ပထမဆုံးနေတာဆရာပထမဆုံးဒီကစားသမားဘဝစတဲ့အချိန်လေးကိုကျွန်တော်ပြန်သွားလိုက်အောင်ကစားသမားဘဝစတဲ့အချိန်လေးတွေပြီးတော့ဒီတချို့ပြည်သက်တွေဆိုရင်ဒါဆရာကိုတော်တော်လေးရင်းနှီးနှီးသိကြတဲ့လူတွေရှိရဲဆိုတော့ဆရာတို့ခစ်တုံးကဖြစ်ပျက်ခဲ့တဲ့အချိန်တွေပြီးတော့ကစားသမားဘဝစပြီးတော့ဖြစ်လာတဲ့အကြောင်းအရာလေးတွေလည်းသိကြပါလိမ့်ဆရာကျွန်တော်ကတော့ကျွန်တော်ငယ်တော့ဗျာဟိုသိရတယ်ဗျာ လီဗာပူးပေါ့အဲစပိန်လေးတစ်စီးနဲ့နေမှာတော့စပိန်လေးတစ်စီးအကြောင်းဆင်းပြီးဆိုတော့ဘုံလိုက်ကစားပါအဲ့လိုအနေမှာမြို့နယ်ပေါ့မြို့နယ်ကြီးကစားပေါ့မြို့နယ်ကြီးကနေခရိုင်နေတိုင်းနေပေါ့အဲ့လိုမျိုးကြီးကစားရင်းနဲ့အမကတော့ကျွန်တော်တို့ပြည်နယ်တိုင်းကစားတာပေါ့ပြည်နယ်တိုင်း19နှစ်အောက်တို့နောက်တော့အလွတ်တန်းပြိုင်ပွဲတို့ အဲ့လိုမျိုးကြီးကစားပြီးတော့မှနောက်ဒီလွတ်တန်းပြိုင်ပွဲတွေမှာပြည်နယ်တိုင်းလွတ်တန်းပြိုင်ပွဲတွေမှာဒီသူတိုင်းစတားခေါ်တာပေါ့နော်ဒီပြည်နယ်တိုင်းကနေပြီးတော့သူတို့ကောင်းတဲ့ကစားသမားလေးတွေသူတို့ရွေးချယ်လိုက်ပြီးတော့သူတို့ရန်ကုန်မှာသူတို့ကင်ပ်တင်တယ်ကင်ပ်တင်ပြီးတော့နိုင်ငံခြားကအသင်းတွေနဲ့သူတို့ခြေဆောင်ပွဲကစားမှဆိုကျွန်တော်ကင်ပ်တင်ရနေမှာအမှန်တကယ်ကျွန်တော်တို့အသင်းကိုကင်တာဆရာဦးတင်ဟန်ပေါ့နော်အခုတော့စုံမသွားရှာပြီးပေါ့ဆရာဆောက်လို့ရအသင်းရောဒီလေးစဉ်အသင်းရောကင်တဲ့ဆရာပေါ့နော်အဲဆရာနဲ့တွေ့တော့သူက မင်းငါအတင်လာမလားတဲ့သူကဆောက်လို့ကြိုင်တော့နော်အမှန်ခေါ်တဲ့တင်နေအများကြီးအရွန်19နှစ်အောင်ဆိုပေမဲ့ဟိုနည်းနည်းလေးအလားလားရှိတဲ့အဲကစားသမားလေးကိုနည်းနည်းလေးပေါ့ဟိုမွေးထားမယ်ဆိုတော့အရွယ်ချက်နဲ့ခေါ်ကြနေမှာပေါ့ကုံသွေးတို့အာမီတို့အများကြီးပေါ့နော်လယ်ဆယ်တို့အဲ့လိုမျိုးတွေကခေါ်ကြပေါ့အမှန်ဆရာနဲ့ဆရာနဲ့တူတူတွဲပြတဲ့ခါကျတော့ဆရာစိတ်သဘောထားလည်းတည်တယ်ဟိုနောက်ပြီးတော့သူကဆောက်လို့ကြီးကြိုင်တာဖြစ်တဲ့အတွက်ဆောက်လို့ကြီးမှလည်း ဟိုရှိတယ်ကိုတန်းတိုးအောင်ရှိတယ်ကိုဝင်းအောင်ရှိတယ်နောက်ကိုစံဝင်းရှိတယ်နောက်ကိုသမကုဇော်ဝင်းနိုင်ရှိတယ်လေးစင်မှာလည်းတွေ့နေကြရခါကြတော့အဲဆောက်လူရွေးသွားတော့မယ်ဆိုပြီးအဲဆောက်လူရွေးကိုစပြီးသွားကစားဖြစ်တယ်ပေါ့နော်ဆောက်လူရွေးရောက်ပြီးအဲတလားလောက်ပဲ training လုပ်ပြီးတော့ဆောက်လူမှာ liner ဝင်ပါ liner ကစားကစားနေမှာနေပြီးတော့လူငယ်လူငယ်လေးစင်ဖြစ်တာပေါ့19နှစ်ကလူငယ်လေးစင်ဖြစ်သွားတယ်19နှစ်ကလူငယ်လေးစင်ကနေပြီးတော့ ဆက်သွားတာပေါ့မြန်မာလေဆင်အကြီးဖြစ်သွားတာပေါ့အဲ့လိုမျိုးပေါ့ဒါဆရာတို့ခေတ္တကဆိုရင်တော့ဒါဒီလိုမျိုးဟိုလေရွေးစင်ဖြစ်ဖို့ကတော်တော်ခက်ခဲမယ်ထင်တယ်နော်ခက်တာပါဟုတ်ကဲ့အကယ်ဒမီတွေလည်းမရှိသေးဘူးရှိဟုတ်လားအခုဆိုမန္တလေးလည်းမလည်းရှိတယ်ရန်ကုန်မှာလည်းရှိတယ်အကယ်ဒမီကများပုဂလိကအကယ်ဒမီလည်းရှိတယ်နော်ဟုတ်တယ်အခုကတော့အဲဒီတော့ကတော့ခရိုင်ရတယ်အဲ့လိုဆင်းဆင်းပဲဟုတ်တယ်အဆရာအဲ့လိုဇာတိရပဲဇာတိဇာတိရတောင်ကိုဟောအဲ့ရနေပြီးတော့မှတစ်စင်ကန်ကန်အင်းထဲမှာနောက်ဆုံးရန်ကုန်ရောက်လာပြီးတော့ဟော ဲ့တော့ဆရာအရင်ကတော့ဆရာဟိုဟာဆရာဥဇော်ဝင်းကြီးပေါ့မြမလေးစင်ဟောင်းကြီးပေါ့သူကလည်းမြမလေးစင်မှာလည်းသူလည်းတင်ကပတိန်တွေလည်းဖြစ်ခဲ့တယ်သူကတော့ကုံသွေးကြီးကုစားပြုပေါ့ဆရာပြန်လာပြီးတော့သူကဘောလုံးကနားတဲ့ခါကျတော့တောင်ကိုပြန်ရောက်တဲ့ခါကျတော့သူကကလေးတွေကိုတင် जा ပေးနေအဆရာနဲ့တွားပြီးပြန်လက်တွဲပြတဲ့ခါကျတော့ကိုရဲ့ဘယ်လိုမျိုးစူးစမ်းမှုနဲ့သူ့ရဲ့တင် जा မှုနဲ့ကိုပြီးတော့ဟိုအောင်မြင်မှုကမြန်သွားတာပေါ့နော်အဲစကိုးနှစ်ယောက်ပါတယ်စကိုးနှစ်ယောက်၄င်းပါပြီနောက်နှစ်မှာပဲ 19နှစ်အောက်မှာကအဲ2094မှာ94မှာ19နှစ်အောက်ပါ95မှာ40ကြီး40ကြီးဆက်တဲ့ဖြစ်သွားတော့เนาะအဲ့လိုတန်ကြီးကြီးသဘောကျလို့ရှင်းသွားရော19ကျော်20လောက်မှာဟုတ်တယ်40စာဖြစ်เนาะအဲ့ပြီးတော့အဲ့ဒီ94မှာလူငယ်95မှာအဲ40စီဂိမ်းပေါ့เนาะမမရအောင်ကျော်အောင်ကျော်ကြီးထွက်ရတဲ့နှစ်ပေါ့အောင်ကျော်ကိုရေးနိုင်တို့ ဦးကြည်လင်းတို့နေကတိရနေပေါ့အဲ့ဒါပြီးတော့96မှာရိုးရအောင်ကြေးစားသားကစားလေဟုတ်ဆိုတဲ့ကြေးစားအဲ့တော့ထွက်ကန်သေးသားကစားသေးဟုတ်ဆရာကျွန်တော်တို့ကျွန်တော်တို့တက်လောက်ဖြစ်နေပြီဟိုအရုံးနဲ့လေ9ရောက်တူသွားကြလေဟုတ်ဟုတ်ကိုတန်းတို့အောင်ပါတယ်ကိုဝင်းအောင်ပါတယ်ကိုမျိုးလန့်ဝင်းရကိုစန်းဝင်းရအကိုရပေါ့နော်ဟို9ရောက်တူသိန်းနဲ့ဟုတ်တူသိန်းနဲ့တော့အတွေ့အကြုံလေးလည်းပြောအောင်ဆရာပြီးပါထွက်ကစားရတဲ့အတွေ့အကြုံလေးအခုကိုရီတော်ကစားတဲ့အဲ့ဟိုစင်ကာ club ခေါ်တာပေါ့နော်သူတို့ဟာယူရီးယားလို့ပြောမှာ sing tamron time ပေါ့နော်အဲ့ဒီ club အတင်းလေးကကြတော့သူကလူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့အတင်းလေးဆိုတော့ကိုရီးယားဥဆောင်ပြီးကစားရတာဟိုကလေးတွေကចောင်းသားအရွယ်လေးတွေလေចောင်းသားအရွယ်လေးဆိုတော့သူကမနေ့မနေ့ပိုင်းဟိုတခါကြတော့ဟိုမနေ့ပိုင်းရောညနေပိုင်းရော training ရှိရရရှိတယ်တခါကြတော့လည်းညနေပိုင်းပဲရှိရရရှိတာပေါ့နော် training ကတော့အဲ့လိုမျိုးကြတော့ကလေးတွေကမနေ့ပိုင်းလာပြီလို့ရှိရင်နေကင်းမဲ့ចောင်းသားចောင်းသားကြီးပြန်လာចောင်းဆင်းပြီဆိုလို့ရှိရင်ညနေပိုင်းကိုပြန်ပြီးတော့ training ပြန်ဝင် အဲ့လိုမျိုးတွေကလေးနေကစားကိုရီးယားပဲဥဆောင်ကစားရတာပေါ့နော်အဲ့ကြတော့အတင်းကတော့ရက်လက်မကောင်းပါအောင်အဲ့တော့တော်တော်လေးဟိုဖြစ်ပါကိုရီးယားတော့ဟိုပွဲတိုင်းလူလူကစားရတာပေါ့ဒါပေမဲ့အတင်းကမအောင်မျိုးဟုတ်ကဲ့ဟိုကျောင်းသားအတင်းတော့ကိုရီးယားသွားပြီးဟိုအတူတူသွားကစားရတယ်လို့ဖြစ်နေအဲ့ဘယ်လောက်ကြာသွားဆရာအဲ့တနှစ်ပါပဲဩတရားဒီလောက်တရားဒီတော့ကြာလေဘယ်လိုချိတ်ဆက်ပြီးတော့ရောက်သွားဆရာတို့၅ရောက်ဆိုတော့လေအဲ့သူတို့ဟိုယူရီးယားကဟိုလာပြီးတော့ န်းလန်းတာကန်းလန်းတဲ့အပြင်ကိုသူတို့ကလာပြီးတော့ဒီမှာလာခေါ်တာလာခေါ်တော့ကိုတို့အဲ့ဒီအင်းစိတ်မြည့်ရထားကွမှာလူရွေးပဲလုကြတာဟောအဲ့အဲ့ကိုသွားမဲ့အတွက်လူရွေးရသေးတယ်ဟုတ်တယ်သူတို့သူတို့စီကအတင်းလေးကလာလေဟောဟုတ်ကဲ့သူတို့စီကအတင်းလာရင်သူတို့စီကအတင်းနဲ့ဟိုဒီလိုမျိုးနည်းနည်းမျှပြီးတော့ခွဲလိုက်တာပေါ့လူမျှခွဲပြီးကစားကြရင်လည်းသူတို့ကအမှတခါလေးကြိုက်လို့ဆိုခေါ် ခေါ်ပေါ့ကျွန်တော်တို့ချင်းရပါပဲเนาะ9ရောက်အောင်ဟုတ်တယ်ကျွန်တော်တို့ခုနောက်ပိုင်းသိရတာလေမောင်မောင်လင်းတို့တခြားဂျုံမင်းဦးတို့တယောက်ချင်းစီပဲတထွက်ကြကြအစရာတို့ကဒါတော်တော် ခေတ်ဦးတော်မှာတော်တော်ခေတ်တော်ကျွန်တော်စောနေပြောကျွန်တော်တို့သိသလောက်ကအခု ဟိုခုနောက်ပိုင်းမှာဖက်ကန်တဲ့လူတွေကများတော့ညားလာပါနည်းနည်းတယောက်စားနှစ်ယောက်စားပေါ့ဒါပေမဲ့အဲ့ဒါကဟိုကဒါကျွန်တော်တို့မြန်မာနိုင်ငံအခုမှထွက်ကန်လို့ကျွန်တော်တို့စိတ်ထဲမှာထင်းနေတာဒါဆရာတို့ကပြောတာဆရာတို့ကဆရာတို့ခေတ္တကရှိနေအောင်အာဟိုကိုတို့ရှေ့ရှေ့မှာရှိတာလားဩဟုတ်ကဲ့ဟိုကကိုကြည်လင်တို့ကိုတင်မြအောင်တို့ကိုအောင်နိုင်တို့ရှိသေးတယ်ကိုဇော်နိုင်ကြီးတို့ဩရှိသေးတယ်သူတို့ကအဲ့ဒီမလေးရှားကိုကြည်လင်ဆိုမလေးရှားတက္ကသရယ်ကိုအောင်နိုင်မလေးရှားကိုတင်မြအောင်ဩတက္ကသကြတာ ကိုရီးယားရှိမှာအော်ကိုအောင်ထွန်းထွန်းဆိုတာရှိသေးတယ်ကိုအောင်ထွန်းထွန်းဆိုတာယူရီးယားစိတ်ကန်အတင်းမှာဟိုရဲဆော်စီနီယာလည်းကြာအသက်လည်းကြီးတယ်စင်ဆက်ကတော့ကိုပြေမှာကစားသမားရယ်စင်ဆက်မခေခဲ့ပါဘူးအကုန်လုံးပြီးသွားတော့အမြင်နဲ့ထွက်ခဲ့တယ်ဆရာအဲ့ဒါဆရာအခုဆရာကစားခဲ့တော့ဟာကစားရဲ့နေရာကခန်းစစ်အင်းကစားရနေရတော့ဒီဘယ်ဘက်တကြောကနည်းနည်းစုံနေပေါ့ဟို၁၉နှစ်ယောက်ပါတော့ရှေ့တန်းပေါ့ ရှည်တန်းပေါ့ဟိုဆောက်လို့အဲတောင်ဟိုရှည်တန်း striker အာ striker ဟာဟွာကြတော့ဒီဟိုဆောက်လို့ရောက်တဲ့ခါကျတော့ left mid field ဖြစ်သွားတယ်လေးစင်ရောက်တဲ့ခါကျတော့ left back ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့အဲဘာလို့တော့မဟုတ်လဲဟိုလေးစင်မှာကြတော့ကိုတန်းတိုးအောင်လို့ကိုမမောင်ဦးတို့ကရှည်တယ်လေရှည်ရဲ့ခါကျတော့ကိုကလည်းလိုင်းနက်ကဝင်ကျင်တဲ့ခါကျတော့ဆရာအတုံးတက်မဲ့နေရာကိုဆရာကျွန်တော်ဖယ်နေရာပဲ စားရင်ဟိုတုံးတုံးမှာကျွန်တော်ကျွန်တော်ရအောင်ကျွန်တော်ကြိုးစားကစားပါမယ်တော်တော်မလိုဘူးတော့လည်းနီးပြားကလည်းဟိုပါပါဟိုကားဘလောက်ကြီးဆိုတာဂျမန်အဂျမန်ကဟိုအီကားဘလောက်ကြီးอ่ะဟိုဟာ तू ကလည်း19နှစ်ယောက်တော့လည်းအတူတူပဲ19နှစ်ယောက်တော့အတူတူပဲဆရာတပည့်တူတွေ့တက်တူဖြစ်သွားတယ်19နှစ်ယောက်တော့လည်းအတူတူအဲ့ဒါ6ယောက်တင်လဲတဲ့အခါကျတော့အဲ့နီးပြားကြီးကလည်းအကြီးအသင်းကိုသူကလည်းနီးပြားကြီးနီးပြားကြီးအဲ့6ယောက်တင်လဲတဲ့အထက်မှာ အခုကလိုင်းနဲ့သွားဝင်တာပေါ့အဲအဲ့လိုမျိုးဆိုဆရာတပည့်ဟိုစိတ်ရင်းတိနေလို့ဖြစ်နေအောင်နော်ဟိုသူထားကိုကြောင့်အဲတိတိတလို့ဖြစ်နေတဲ့ခါကျတော့သူကရဲသုံးရဲတယ်အဲ့ဒါလေဘယ်ဖြစ်သွားလဲဆရာတကယ်အကြိုက်ဆုံးနေရဆိုရင်ရောကစားရတယ်ကစားရတယ်ကစားတော့ပေါ့အကြိုက်ဆုံးနေရတော့ဟိုအခုဘယ်လိုပြောအောင်ဆိုတော့ကိုယ်စိတ်နဲ့လေလိုက်လျောညီတွေကတော့ဒီလက်ဘက်ကတော့ အကြိုက်ဆုံးလို့ပြောအောင်လူလဲကန့်ကျင်သလိုကန့်လို့ဟိုဟာဟွာကတွေအနိကတွေလည်းအများကြီးပဲဥစ္စာဆရာကစားပုံတော့တေချာတော့ကျွန်တော်မရင်ဒီကိုဒါဆရာကစားပုံနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြန်ပြီးတော့ပြောပြအောင်ကစားဘယ်လိုကစားလေးရှိလဲဟိုခက်ကြမ်းကြမ်းကစားလားဟိုစိတ်မလို့ထဲနဲ့ကစားလားဟိုဟိုဟာကိုရဲ့ type ကတော့ဟိုဘယ်လိုပြောအောင်လို့လေဟိုဟာဟို training ကွင်းမှာလည်းပါပါအပြည့်ပဲသုံးတယ် ဟိုပြန်ပွဲကြရင်လည်းပါပါအပြည့်စုံတယ်ဘယ်တော့မှမလျှော့ဘူးဘာလို့ကစားတယ်အေးပါပါနဲ့ကစားတယ်တော့အတက်ကင်လည်းတက်တယ်ဘုရုကစားမှဆို352နဲ့ကစားရတာဟုတ်ကဲ့5နေရာမှာ5နေရာပါဆိုတော့ဒီဒီအတက်ကင်လည်းပါတယ်အစွန်သမားဆိုအတက်ကင်လည်းပါတယ်ဘလုံးဆုံးလို့ရှိရင် defense ကိုရောက်အောင်သွားတယ်မလွယ်ဘူး defense မှာ3ရောက်ဖြစ်တဲ့အတွက်ဒီလိုပြန်ဆင်းတော့မှ532ပြန်ဖြစ်တာဟုတ် ော့3 5 2 3 5 2ပါနေပြီ defensive ကြောင့်5 3 2ပြန်ပြတ်တာအဲ့ဒါကိုသူကလွန်ထိုးသလိုသွားရတာလေပင်မန်းပါပဲပင်မန်းတာပေါ့ပင်မန်းမိမဲ့လဲကိုကပါကျင်တာဟိုပါကျင်တာဟို line up ပြုတ်မှလဲကြောက်တော့ဟိုဒီလိုပဲရှင်ရွေးကြတဲ့အခါမျိုးမှာအဲဒီကောင်က fighting spirit ရှိတယ်နိုင်လူစိတ်ရှိတယ်တတ်ခိုက်လူစိတ်ရှိတယ် winning spirit လည်းရှိတယ်ဆိုတော့ဟာမျိုးနီးပြတွေကကြိုက်တာပေါ့နည်းနည်းအဲအဲ့ဒါမျိုးလေးကိုအဲ့ဒါလေးတွေသူတို့ အတင်းနဲ့အဝင်ကွန်ကြောင်ကိုလည်းကြိုးစားရတာပေါ့ဆရာအဲဆရာကစားသမားဘဝကဘယ်မှာဆုံးသွားလဲဘယ်ဘယ်နဲ့ခုနလဲအဲကစားသမားဘဝကဟိုအလောက်မှာ90နဲ့2000နဲ့2005လောက်ပါဗောနော်2005လောက်ပါအဲ့တော့လေရွေးစင်မှာ94ရနေစပြီးတော့ပါတယ်2000 96လောက်ထိကသားတယ်ဟောလေရွေးစင်မှာ96 96လောက်ထိကသားဆိုတော့လေရွေးစင်နဲ့ပတ်သက်ပြီးတော့ဆရာအမှတ်တရတွေအောင်မြင်မှုတွေပါတယ်ပွဲတွေဟောလေရွေးစင်မှာတော့အောင်မြင်မှုမရဘူး ညီစမအောင်မျိုးမျိုးရတာအဲ့ဒီ95စီဂိန်းတော့ကြာတော့ခရေတတိယလူပဲမှာအဲ့တတိယလူပဲကြာမကစားနိုင်တော့ဘောဆိုဟိုမှာစင်ဖိုင်နေမှာကစင်ဖိုင်ဗီယက်နမ်နဲ့တွေ့တဲ့ခါကြတော့အဲ့မှာကိုကြည်လွန်ရောကိုအေးနယ်ရောဟိုဟာ၃ရက်အထုတ်ခံလိုက်ရလေအောင်ကျော်ကြီးရောထုတ်ခံလိုက်ရခါကျလူတွေကယော့ပါယော့ရခါကျတော့မထူးတော့ပါတွေ့ရကောင်ကုန်း မထဏမဲ့ကစားမယ်ဆိုတော့ပုံစံကစားတော့လေနောက်နေ့ကျတော့6ရက်ကြီးရရောင်ကိုင်းပြီးတော့လမ်းမလျှောက်နိုင်တော့လေအဲကျတော့တတိယလူပဲကျတော့မကစားနိုင်တော့တတိယလည်းမရဘူးစင်ကူလည်းထရှုံသွားတယ်ဖြစ်ကျင်တော့အဲ့ဒီပွဲလေးကအမှန်ဆိုရင်အောင်ကြိုကြိုဤတာနည်းနည်းလေးစိတ်ကလေးကိုနည်းနည်းလေးထိန်းချိုးလိုက်မှဆိုရင်ကိုရီးယားအပွဲနိုင်နိုင်ရရှိတယ်ဗီယက်နမ်ကိုရီးယားတာအဲပွဲအတွေ့အကြုံလေးပြန်ပြန်ပြီးတော့ရှင်းရင်းလို့ပေါ့ ဖတ်စာမာကကိုရီးယားအတာနဲ့ပဲကစားနေရတယ်အတာနဲ့ကစားနေအောင်ကျော်ကြီးထွက်သွားတဲ့ခါကျတော့နည်းပြိုဆင်းသွားတာပေါ့အဲ့ဒါတယောက်ရောတဲ့ချိန်ပေါ့တယောက်ရောတဲ့ချိန်ကိုကုဇော်ဝင်းနိုင်ဝင်လာလေအောင်ကျော်ကြီးအောင်ကျော်ကြီးကအနီကစီတော့ကုဇော်ဝင်းနိုင်ကိုသမားကိုလဲပြီးတော့ကိုမမောင်းကိုထုတ်လိုက်တဲ့ခါကျတော့ကိုကကိုမမောင်းကလက်မပြီးကစားရယ်ကိုကလက်ပက်ကစားဟာမျိုးကိုကိုမောင်းကိုထုတ်လိုက်เสียရတယ်လို့ကျွန်တော်ကျွန်တော်တကြောလုံးကျွန်တော်ဖြည့်ကစားပေးမယ်ဆိုပြီးတော့ကိုကအဲ့လိုဖြည့်ကစားဒါမှမဟုတ်လည်း လူဆိုတော့တည့်မလားဟိုလူတွေကမစုံတော့ခဏရရရုပ်ရောပါအဖြစ်ဖြစ်နဲ့ရော့ရော့ပါလေတော့တော့ရော့ရတာခါကြတော့အာမမျှတော့အာမမျှတော့ခါကြတော့ဒီအောင်ရှုံးသွားတော့ပျံနန်နဲ့ယူရီးယားနဲ့ဖိုင်နဲ့တက်သွားအေး95စီဂိမ်းတော့ပွဲလေကူကျွန်တော်တို့တွေ့ပါတယ်ဘလိုင်းမှာအေးနောက်ခံကျင်ညာတဲ့အေးဆရာကြီးကျွန်တော်တို့ရဲ့ဒါစီနီယာကြီးတွေပါပဲကျွန်တော်တို့ဘောလုံးပဲပြောတာဆိုတော့အေးညီမတန်ဆရာကြီးတွေပြောတာဟိုအေးဆရာတို့ကန်ခဲ့တဲ့ကန်တဲ့ဟိုဟာတွေကိုပြန်ပြီးတော့ဒီချိန်မှာပြန်ကြည့်ရတာတော့မှဒါပါပဲဖြစ် ကိုယ်ငယ်ဘောကတတိယစီတကယ်တကယ်အမှန်ရအဲကြောင့်မို့ဆရာကိုလည်းကျွန်တော်တို့ကဒီအစည်းအဝေးမှာဒါဆရာကိုခေါ်တာဒါနီးပြတယောက်အနေနဲ့နီးပြဘောဝင်နေဒီဒီရင်လက်ရွေးစင်ကြေးခက်ကဆရာကြီးကိုခေါ်တာဆိုဒါဆရာပထမဆုံးပဲကျွန်တော်တို့စဉ်းစားမှာကျွန်တော်ဆရာလည်းလေစကားတွေအများကြီးပြောနေတယ်ဗောနော Chin in sight bet on game we own the night from the streets to the stadium